မြန်မာယူဆက်ခွန်အမျိုးသမီးလက်ရေးစင်အသင်းဟာ2026အာရှယူဆက်ခွန်အမျိုးသမီးခြေစစ်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးအုပ်စုပွဲတွေကိုအော်တိုဘာလ23ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းဟာအာရှခြေစစ်ပွဲမှာမကောက်ဘူးအင်ဒိုနီးရှားအသင်းတို့နဲ့အတူကြားရောက်နေပြီးခြေစစ်ပွဲစီမင်းရအုပ်စုပထမရအသင်းသင်းသားနောက်ထပ်သင်းကိုတက်ရောက်မှာဖြစ်ပါတယ်။မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းဟာခြေစစ်ပွဲအုပ်စုပွဲတွေကို ရန်ကုန်မြို့ရှိသူနာကွင်းနဲ့ပဒေသာကွင်းတွေမှာအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။မြန်မာယူဆက်ကွန်အမျိုးသမီးတဲဟာအုပ်စုတက်ရေးအဆုံးဖြတ်အဖြစ်အောက်တိုဘာ18ရက်နေ့မှာရှင်ပြန်ကစားရမယ့်အင်ဒိုနီးရှားအသင်းနဲ့ပွဲကအရေးပါနေပြီးအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။မြန်မာယူဆက်ကွန်အသင်းဟာပြီးခဲ့တဲ့2025အာဆီယံယူဆက်6ချန်ပီယံရှစ်ပြိုင်ပွဲမှာအုပ်စုအသင်းကနေလှည့်ပြန်ခဲ့ရပြီးအင်ဒိုနီးရှားအသင်းကဆီမီဖိုင်နယ်အထိတက်ရောက်ကာနာမည်ကြီးဗီယက်နမ်အသင်းကိုပွဲချိန်တွင်တရေကစားခဲ့ပြီးပနာဒီအဆုံးဖြတ်ရောက်မှရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။အောက်တိုဘာ23ရက်နေ့မှာမကောင်နဲ့အင်ဒိုနီးရှား အော်တိုဘာ15ရက်နေ့မှာမြန်မာမကအိုအော်တိုဘာ16ရက်နေ့မှာမြန်မာနဲ့အင်ဒိုနီးရှားအသင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ခြေစစ်ပွဲတက်ကွင်းရင်ကြေးတွေကိုကျက်2500တောင်သတ်မှတ်ထားပြီး MRT4 ရုပ်သံလိုင်းကလည်းတိုက်ရိုက်ထုတ်လွှင့်သွားပွဲရှိနေပါတယ်။